ကချင်ပြည်မှာစစ်ရေးတမမှုတွေပြန်ဖြစ်လာပြီးအရက်သားထိခိုက်မှုတွေပါဆက်တိုက်ရှိနေပါတယ်။ဖားကဲမြို့နယ်မှာနိုဝင်ဘာလ25ရက်နေ့မနက်ပိုင်းကစလို့စစ်ကောင်မရှင်ဘူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးကတိမော်နယ်လောက်ခင်းရွာဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီစစ်ကောင်မရှင်စစ်ကြောင်းနဲ့ KIA ဘူပေါင်းတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်မရှင်ဘက်ကတပ်ဖွဲ့ဝင်၄ယောက်ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ပွဲတွေကြောင့်တော်လည်းရေးတပ်ဖွဲ့ဝင် KPDF တယောက်လည်းကြဆုပ်ခဲ့ပါတယ်။ဒီစစ်ကြောင်းမှာဒါကာစသုံး SNA ရှန်နီပြည်သူစစ်အဖွဲ့တွေအပါဝင်အင်အား90ကျော်ပါဝင်ပြီးရွေးကောက်ပွဲအတွက်နေမြေရှင်းလင်းရေးလှုပ်ဆောင်တာဖြစ်နိုင်တယ်လို့တော်လည်းရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။လက်ရှိမှာစစ်ကြောင်းတကြောင်းဟာကဒီမော်ဖုံးကြီးကြောင်းတဲ့အထိရောက်နေတာကြောင့်ဒီသားခင်တွေကတိုက်ပွဲဖြစ်လာမှကိုစိုးရိမ်ပြီးအခြေအနေစောင့်ကြည့်နေရတယ်လို့ဆိုပါတယ်။ စစ်ကွန်မရှင်ဘက်ကနိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီလောက်မှာပဲမလောင်ကုန်းနားတဝိုက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်ဝိုင်းမော်မြို့နယ်မှာတော့နိုဝင်ဘာလ24ရက်နေ့ကစစ်ကွန်မရှင်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြားမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဝိုင်းမော်ဝါရှာလန်ဘော်ကလက်မြန်ရွာနာမှာဖြစ်ပွားခဲ့တယ်လို့ KIA နဲ့နီးစပ်သူကပြောပါတယ်။ဒီတိုက်ပွဲထဲလက်နေကြီးအပြန်လဲပြစ်ခတ်မှုတွေကြောင့်ဝူယန်ရွာကအရက်သား2ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဝိုင်းမော့ဒေသမှာလည်းနိုဝင်ဘာလ20ရက်နေ့ကစစ်ကွန်မရှင်တပ်ရဲ့ drone တိုက်ခိုက်မှုကြောင့်အရက်သားတေရောက်တည်ဆုံခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ဗမော်ဘက်မှာလည်းစစ်ကွန်မရှင်တပ်ကမြေပြင်စစ်ကြောင်းလေကြောင်းနဲ့လက်နက်ကြီးတွေကိုအသုံးပြုပြီးမြို့ထဲကနေရာတွေကိုပြန်လည်ထိ ंछ ုံနိုင်ဖို့ထိုးစစ်ဆင်နေစေဖြစ်လို့စစ်ရေးခြေနေဟာဆက်ပြီးပြင်းထန်နေတယ်လို့ KIA ကပြောပါတယ်